ကျွန်တော်ဒီနေ့အတွက်တရားစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတရားစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တရားစာများစုဟာမြေပြင်ချင်းနေတဲ့ရင်ချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တရားစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချက်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဒေကင်းချမ်းမှာကြောက်ပါစီဗျာရေတော်ဘုံ အောင့်ကိုအောင်ရမည် ားချုပ်လိုလိုဖာယုတ်လိုလိုရောင်းဝယ်စားချုပ်ကတော့လက်မှတ်ထိုးပြီးလွှဲပြောင်းပေးလိုက်ပါပြီအတွင်ပိုင်းကဘာစိတ်ကြိုက်ပြင်ဆင်မှုတွေရောဆိုရင်တော့ကုန်ကျစရိတ်အားလုံးဟာအမေရိကန်ဒေါ်လာတန်း60ပါတက်ချုပ်ကြီးဒါပဲလောက်กว่าမြန်မာငွေနဲ့ဆိုဘလောက်ကြလဲလက်ရှိငွေဈေးအရဒေါ်လာကို4300ကျော်ပေါက်ပါတယ်တက်ချုပ်ကြီးဒေါ်လာတန်း60ဆိုတာဒေါ်လာ3600ပါ ဒေါ်လာ3သိန်းကိုတောင်မြန်မာငွေ3400ကျော်ဆိုတော့3400ကျော်ချိန်600နားလေလွယ်အောင်ပြောရမယ်ဆိုရင်မြန်မာငွေ7ဘီလီယံကျော်ပါတက်ချုပ်ကြီးအေးအေးတန်းပြည်ရဲ့ဗန်နာငွေတွေကနေရှင်းပေးလိုက်ကွာမုံဘိုးဒေါ်လာ3သိန်းမှာအပိုဆောင်ထည့်ပေးလိုက်ကြောင်ချီတယောက်စောစီစီဦးမျိုးနေလေသည်တောက်ရှောင်းငားရန်အုံပြူနေရတဲ့လေရင်ကြီးကိုအခုတော့ပိုင်ဝယ်လိုက်နိုင်ပြီလေโอเค ိုးစင်ပေါင်ဆက်ချမ်းသာလာတော့ဟုတ်မလားနိုင်ငံတော်ဘတ်ဂျက်ထဲကတချို့တဝက်နဲ့နိုင်ငံတကာကလှူထားတဲ့ငလင်ဖေးရောင်ငွေတွေတုံးရတာပေါ့ကိုပိုင်လေရင်လိုချင်နေတာကကြာပြီမှတ်မှတ်ရရ PDF တွေဖြစ်လာပြီးတဖြည်းဖြည်းအားကောင်းလာတဲ့2020နှစ်တည်းကသူ့မှာအိတ်မပြောတဲ့ညတွေကရက်ဆက်နေခဲ့တာအရေးဟဲအကြောင်းဟဲဆိုရင်ချက်ချင်းပြင်းနိုင်လွန်နိုင်မှုဆိုတာက ကိုပိုင်လေရင်တစည်းတော်ရှိမှဖြစ်မာလီတရုတ်ကကကုန်းချောင်းလျှောက်လို့ရကြင်ရမေရုရှားကိုပြေးဖို့ဆိုရင်လေရင်ကမဖြစ်မနေလို့ရလီဒါကကြိုတင်စီစဉ်ထားတဲ့ပလန်မှာအခုတော့ဖေကြီးဖြင်းတို့ရဲ့အားပေးမှုတွေနဲ့ရွေးကောက်ပွဲလေးဖြစ်အောင်လုပ်ပြီးဒီနိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရအောင်မေလေရင်မဖြစ်မနေဝဲထားတဲ့နောက်တစ်ချက်ကစူပွနေတဲ့ဂျူလာရဲ့နှုတ်သီးတံကြောင့်လဲပါတယ် အမလီတော်နိုင်ငံတနိုင်ငံမှာယာရုအကြီးဆုံး၄နေရာတောင်ယူထားတဲ့သူတဲ့လေရင်တောင် တက်စီလိုငှစီနေရတဲ့ဆိုပြီးနေ့ရှိသေး၍နဘူနဆာအလုတ်ခံရတဲ့တံဃာလေးအခုမှလွတ်တော်တယ်နှုတ်မှုဆိုရင် ခေါကျုံမရဲ့မျက်ဆောင်ဟာ အကြောင်းသုံးပါမရွေးဘူးလေဘာကွာဒီကိစ္စကိုပြည်သူတွေသိအောင်စင်ရင်ရှင်းတန်းထုတ်ဖို့ဟုတ်စားငါကစောက်ယူလားဒီလိုလှုပ်ချင်လို့ဒီလိုအာဏာသိမ်းခဲ့တာလीအ ဒါတောင်အဆရှိသေးလို့ဒီလောက်ပဲသုံးသေးတာမှတ်ထားကဒီနိုင်ငံမှာက ပြည်သူတွေအတွက်သဘာဝဘေးရန်ရဲ့ကာကွယ်ရေးအသုံးပြုဖို့ရဟရင်ငားရင်အဂရိလိုက်စားမှုပဲကွာသိတယ်မလားဟိုမာကြီးအဲ့ဒါကြောင့်ထောင်ကျနေတယ်လीငါလိုမျိုးကိုစည်းဖို့လေရင်ကိုပြည်သူငွေတောင့်ပီဝင်နိုင်မို့ဆိုတာပြည်သူတွေစီကမြစ်တာကိုဒုနဲ့ဒင်နဲ့ရထားတဲ့ကောင်မို့ကွာစပီလဲပြည်မြစ်တာခံယူလို့ တမန်တာကြီးမင်းအွန်လိုင်းရဲ့ဖြစ်နေမတည်မချင်းအုတ်ချုပ်သွားရအောင်မေတို့ပြည်သူတွေများ တော်သကွာ သူတို့ချစ်တဲ့တတ်ချုပ်ကြီးကိုများအကျွေးတင်ခံပြီးတော့ကိုလေရင်ကြီးဝယ်ပြီးကြရှာတော့ပြည်ပကိုဆက်ရောက်မယ်အကျွေးကဘီလီယံ9000ကျော်ဆိုတော့နိုင်ငံရဲ့လူဦးရေနဲ့ပြန်မျှတွက်ကြည့်ရင် နိုင်ငံသားတစ်ယောက်ကိုအကျွေး15သိန်းနီးပါးရှိတယ်လीတတ်ချုပ်ကြီးမှာလေရင်ပုံကြီးကိုကြည့်လိုက် ီတိဖြစ်လိုက်နေရုတ်တရက်ဆိုသလိုညကမတဲအိမ်မက်ထဲကအကြောင်းအရာတွေခေါင်းထဲသို့ရောက်လာ၍ညွန်ကြားချက်တဆောင်ကိုရေးပြီးချက်ချင်းထုတ်ပြန်လိုက်လေတော့သည်ကြုံစွန်လင်းတယောက်ဒေါသဖြစ်ဖြစ်နေရှေ့တွင်ရှိနေသော secret ဘူးကွန်ကိုအဖင်လွှဲ၍ကန်လိုက်သည်အပေါ်ကိုမော့ကြည့်လိုက်ပြန်တော့နေကနေလေစာစာချင်းကိုကြော်လွန်နေလီပြီမလမ်းမကမ်းမှဖြစ်စဉ်တွေကို ။တရင်ယူရန်စောင့်မျှော်နေသောမင်းလုံးမာလေးတက်ပြင်းကိုသာမချခဏချနေရသည်။ဇက်လန်းကမင်းကဘာတက်ချုပ်ကြီးထုတ်လိုက်တဲ့ညွန်ကြားချက်တစ်ဆောင်မှအစပြုခဲ့ခြင်းပင်မြန်မာနိုင်ငံတဝင်းလုံးမှာစခန်းသိမ်းမြို့သိမ်းနဲ့ထင်သာမြင်သာရှိသောစစ်ပွဲအောင်နိုင်သည့်အထိတိုက်ခိုက်နိုင်တဲ့ရာရှိနှင့်စစ်တီများကို အသက်ရွယ်ကြီးချင်ကန့်သက်ချက်မထားဘဲရာထူးတိုးပေးမယ်ဆိုတဲ့ညွန်ကြားချက်ကြောင့် မြေပြည်တော်တနယ်လုံးမှာရှိတဲ့စစ်ဘိုးစစ်ပျိုးစစ်အိုတွေကဆလို့စစ်မေရဲမေတွေပါဆုံးတအုံးအုံးတချွတ်ချွတ်နဲ့ခွေဖျားပွဲတိုးသလိုစီကားနေလေတော့သည်မင်းမမင်းအမှုဖြစ်ဖြစ်ရွဲဖြစ်ဖြစ် ခွေသခိုးဖြစ်ဖြစ်သရောင်းစားဖြစ်ဖြစ်စစ်နိုင်အောင်တိုက်ပြီးမြို့တွေကိုသာပြန်သိမ်းနိုင်မယ်ဆိုရင်ရာရုတိုးစင်တုတ်ပေမှာဖြစ်တဲ့အပြင်ထင်သာမြင်သာရှိတဲ့တိုက်ပွဲအောင်နိုင်မှုတွေဆိုရင် စုစိတ်တွေပါချင်းမြင့်မယ်လို့ညွန်ကြားစာမှာပါတယ်အဲ့ဒီသတင်းကြောင့်နေပြည်တော်မြို့ဆောင်ခွေးတိုက်ခမောင်းနေရွက်တွေထောင်ပြီးလင်ဆန်မွှေးတွေတဖွာဖွာနဲ့အဖအသွေးအဖမှန်များထကြွလာလီတော့သည်ဒါဝိမဲ့လေမြို့သိမ်းဆိုသည်မှာကြံ့ဖို့ပါတီဝင်တွေလိုတူညီဝတ်ဆောင်ဝတ်၍ဟန်ပြလမ်းလျှောက်မိုက်သိမ့်ပြခြင်းမျိုးမဟုတ်ဖဲအီယိုတွင်ပြည်တဲ့တွေသိမ့်ပိုက်ထားတဲ့မြို့တွေကိုဆိုလိုခြင်းဖြစ်ကြောင်း တိတ်သွားတဲ့ခါမှာတော့အများစုကအမီလေးကုတ်နေရွယ်လေးချ၍တိတ်အီအီနဲ့ဂျောင်းမာ သွားထိုင်နေလေတော့သည်ပြည်လုံးကျစစ်စင်ရေးကြီးဆင်နွှဲမယ်ဆိုတဲ့သတင်းတွေခက်စိတ်စိတ်ကြားလာပြီးတဲ့ကနေရအနှံပြကပြည်တဲ့တွေဟာ ကိုစီကိုစီကြည်ဖို့ရှာတဲ့ကမ်ပိန်းတွေနဲ့ပြည်သူထံကအကူအညီတောင်းနေချိန်မှာလက်နက်ခဲယမ်းတွေတပုံတပင်ကြီးရှိနေပါလေရဲ့စစ်တပ်ရဲတဲ့စစ်သားရှားပါလာမှုကြောင့် စစ်မတိုက်ဖူးသူညစ်ကိုကြီးကြော်စွာလင်းမှာဒေါသပုံထနေခြင်းဖြစ်သည်အခွင့်အရေးကောင်းဟာနှစ်ချိန်မရှိဘူးမဟုတ်လားရွေးကောက်ပွဲတွေလုံခြုံရေးကိုမေတ္တာဝင်ယူဆိုရင်စစ်ရေးအတွက်ကြော်စွာလင်းကဆက်လက်စီမံလိမ့်မယ်ဆိုတဲ့တတ်ချုပ်ကြီးရဲ့စကားဟာအနာဂတ်တတ်ချုပ်ပဲသူလဲဆိုတာကိုမိမောင်းထုတ်ပြနေပြီလေကရင်ပြည်နယ်အသေးသေးလေးကိုအတွဲလိုက်ဖြစ်ဒုံကားကြီးတွေနဲ့စစ်စင်ရေးစင်းနှုံးကလည်းမအောင်မြင် ရှမ်းမြောက်ကရန်နိုင်မင်းစစ်စင်ရေးမှာတော့လေအဆက်တကွဲကျုံနေကရင်ပြည်မှာအောင်စီရောက်ဆိုတဲ့နိုင်ငံတော်အဆင့်စစ်ကြောင်းကြီးကိုဥဆောင်ခဲ့တော့လေဒရုန်းစာညပီလုံးရကပြဖို့နည်းနည်းလေးလိုတာနောက်မှခတိုင်းစစ်ဌာနချုပ်ကို အထွန်းတို့လက်ဝောက်ွက်အပ်လိုက်ရတဲ့ကဒုတိယလူအပေါ်မှာတက်ချုပ်ကြီးစိတ်ကုံသွားတာဖြစ်မေမေပြည်တော်နားသို့တရွေ့ရွေ့နီးကပ်လာသော တိုက်ပွဲတွေကြောင့်အချိန်ပြည့်ခေါင်းခဲနေရသောကြွက်ချီးမှာ အခုလဲအဘသက်ချုပ်ကြီးညွန်သားချက်အတိုင်းရှေးပြင်ခက်ကလို စွမ်းရည်ပြေဝပြောင်မြောက်သည့်ရဲတောက်သူရဲကောင်းများကို ရွေးချယ်ပွဲကျင်းပနေခြင်းဖြစ်၏။ဒို့ဝိမဲလေမုတ်တဲ့ချိန်ကြော်လာတဲ့အထိတယောက်မှမတွေ့သည်။ကြွက်ချင်းမလေးဘူးကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးနောက်စာရွက်ပေါ်မှမြည်စင်းပါ နောက်တစ်ယောက်ကိုခေါ်လိုက်လေသည်။ကြော်ဆူပိပိပပနဲ့မေးစေးမှာ အမတ်တစ်ခုပါသောစစ်သားတယောက်က မခိုးရို့အမူအရာဖြင့်လျှောက်လာလေသည်ပြောစမ်းမအောင်မင်းရဲ့အီးချင်းတွေကိုဟူ၍ကြွက်ချီးကမေကွန်းထုတ်လိုက်လေတော့ကျွန်တော်နာမည်ချော်ဆိုးဦးပါလိန်နာညာတာတော့ပါလေကျွန်တော်တို့ကတက်လော်ပြီပါ ပလီတော့ဆိုရင်စစ်ရတစုပေါ့ကြောက်တော့တဲ့စခန်းတွေမြို့တွေကိုလေပေါ်ကနေပြန်သိမ်းတဲ့နေရာမှာသူမတူအောင်ထူးချွန်ပြောင်မြောက်ပါလေ စိတ်ပြက်လက်ပြက်နှင့်ကြော်စွာလင်းလက်ပြလိုက်၍နောက်တစ်ယောက်ကိုထတ်ခေါ်လိုက်ပြန်၏ဟောဒီကောင်ကတော့စစ်ပုံကြသဟလူကောင်ထွားထွားနေဒါပေမဲ့ဒီလောက်မဟုတ်နေတာကိုနေကမျက်မှန်ကြီးတကားကားနေထိုသူကနေကမျက်မှန်ကြီးကိုဟန်ပါပါချွတ်လိုက်၍မလန့်မကန့်နိုင်ရက်နေသောလက်ခံဖားဖင်နှင့်ကညာမစင်လေးကိုလှည့်ကြည့်ရင်မျက်စတစ်ချက်ပြစ်ပြလိုက်ပြီးနောက် ဒါအုံးမြောင်းနိုင်ရဲ့ညွန်ကြားချက်အရာလားနောက်ဆက်ကဥက္ခရာကြီးအနေနဲ့ဒီလိုပုံတိုင်းသာဆက်သွားနေရင်ခွေဖြစ်တော်မေမေယိုကြီးစင်းမာရောလို့ပြောကျင်နေကျော်စွာလင်းဤနောက်မှာရေသေးယောက်ချားနေအပေါင်းပါတစုရဲ့ခွက်ခနဲ့ဖြုံခနဲ့စွန့်ကြီးဝိုင်းလောင်မှုများကြောင်းဇော်ပုံးဟင်းခမမြေပြင်ပေါ်မှာကားကနေဒီမေယိုးကိုစစ်ကြောရေးပို့လိုက်ဖုံးကိုထုတ်လိုက်ပြွင့်နေရင်အဖြစ်ပြက်တွေကိုကြည့်၍ပြုံးဆဆဖြစ်နေသူမှာ ကြော်မျိုးမင်းသူဤဘေးမှာမပူတူနဲ့သဇင်ဥရောကို အနေထားတစ်ချက်မိတ်ဆက်ပြလိုက်သေးသည်မပူတူကတော့ထုံးစံအတိုင်းနှကန်းကိုအစွမ်းကုန်ထော်၍မကျင်းတဲ့ចောင်းပြလေသည်သဇင်ဥမှာတော့မျက်စာလေးတစ်ချက်ចောင်းဖို့သွားတဲ့ရင်အခုံမရက်ခင်လေးမှာကုတ်ကုတ်လေးပါသွားသောဇောပုံးဟင်းကိုကြည့်၍မျက်ရည်လေးဝဲအံကိုတင်းတင်းကျိတ်နေရမှစက္ကနေမျက်နာလွေ၍ကြော်မျိုးမင်းကိုပြည်တီတီနဲ့ကြည့်လိုက်သည် ။အိုကြီးဟိုမတွေတငယ်ပြန်နေသူအများစုတို့ဖြင့်ဆက်လက်၍ကျင်းပခဲ့တော်လေ။မဲလုံးနှင့်ကြွက်ချီတို့၏လူရွေးပွဲကြီးမှာမရှုမလဖြင့်ဇက်သိမ့်တော်ရလေတော့သည်။ဖြေသားစရာတစ်ခုကဒီပွဲကိုလာရောက်ရှင်ပြိုင်ခြင်းမပြုနိုင်တဲ့အင်အားစုကြီးတစ်ခုဟာတက်တွင်းမှာကြန့်ရှိနေသေးတယ်ဆိုတာသိလိုက်ရ၍ဖြစ်သည်။တက်ဆင်းယုံပေါင်းမြောင်များစွာမှဒုက္ခိတစစ်တီများလိုင်ကမ်းမှာနှင်ထုတ်ခါနေဂီလာနာများနှင့် မောက်စုံမတိုက်တော့ကြန့်ရှိနေသေးတယ်လीဝေး